မင်္ဂလာပါရှင် Sue Spice Library ကနေကြိုဆိုလိုက်ပါတယ်ခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့နောင်ရိုးစေးရေးသားပြုစုထားတဲ့ယူသူတော်နဲ့လေသား90ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပေါင်းမိုးအုပ်ထားတဲ့နွားလဲပေါင်းအစီ90လောက်ပါတဲ့လှဲတန်းကြီးတစ်ခုညမောင်မောင်မှာလှဲတန်းကြီးကလမ်းတိုင်းတရွေ့ရွေ့သွားနေတယ်တကောင်ချိန်လောက်မှာရွာတရွာရဲ့အခြေကိုလှဲတန်းကြီးရောက်လာတယ်ကွင်းတစ်ခုစီမှာလှဲတွေကရက်ကုန်ကြတယ် ပြီးတော့လဲပေါ်ကနေလူတချို့ဆင်းလာပြီးတွားတဲ့ကိုဝင်ရောက်သွားကြတယ်။ကျန်သူတွေကတော့လဲတဲ့နေစီကနွားတွေကိုဖြုတ်ပြီးလန်သူလန်ချီသူချီနဲ့လဲအိမ်တွေကမြို့သမီးတွေကလေးငယ်တွေထွက်လာကြတယ်။သူတို့ရဲ့လဲတွေအနီးမှာပဲနေရာထိုင်ခင်းခင်းချင်းကြတယ်။တိမ်မကြလိုက်တဲ့အချိန်မှာတော့ကျွားတဲ့ကိုဝင်သွားကြတဲ့လူတွေကလက်ထဲမှာကြက်ဝက်စိတ်နဲ့ပဲစတဲ့အိမ်မွေးတံတဝါတွေကိုဖမ်းဆီးပြီးပြန်ထွက်လာကြတယ်။ဖမ်းဆီးလာတဲ့တံတဝါတွေကို ခုတ်ဖြတ်ပိုင်းတက်ပြီးအသားတက်တွေကိုကလေးတွေကလူကြီးတွေကပါငရေဆက်ရေစားတော့ကြတယ်အကုန်လုံးကအစားအလုံးကျူးကြတယ်အသားတက်တွေကိုစားနေကြတာများသွေးတန်တရေရဲ့နဲ့မျိုးလုံးကြီးတွေကိုပြူးလို့ဒီမြင်ကွင်းကိုလိပ်ပြငယ်တဲ့သူတယောက်ကသာမြင်တွေ့မယ်ဆိုရင်တခါတည်းနေရတဲ့နှံ့ပြန့်ပြီးတည်ဆုံသွားနိုင်လိမ့်မယ်ထင်တယ်ဒီလဲတွေကအဲ့ဒီရွာနာတပတ်လောက်ကြာကြာနေပြီးချိန်မှာတော့လဲတွေပြန်ကောက်ကနောက်တနေရာစီကိုထွက်ခွာသွားကြပါတယ် သူတို့ဒီလိုထွက်ခွာသွားပြီးတိုင်းရွာထဲမှာလူ၃ယောက်တည်တတ်တာကတော့ဘာကြောင့်ရေမသိပါဘူး။တိုင်းဝရွာသားမွေးမောင်တယောက်မြို့စီကနေအလုတ်သွားလုပ်ပြီးရွာကိုအပြန်ကားစီလာရကနေဒိုးပင်လန်းစုံမှာဆင်းလို့တစ်ဖက်လက်ကျန်ခီးအတွက်လဲကြုံကိုရှာလို့နေပါတယ်။ညနေကလည်းစောင်းနေပြီဖြစ်တယ်။လမ်းပန်းခီးကခက်ခဲလွန်းတော့မြို့ကနေဒိုးပင်လန်းစုံထီကိုနေ့တစ်ဝက်ကျိုးတဲ့ထီကားစီရတယ်။ကားစီပြီးနောက် အခုရောက်နေတဲ့ဒိုးပင်လက်ဆောင်ကနေမာစီကို9နာရီကျော်ကျော်လောက်လက်ဆက်စီရတယ်။လဲပိုင်ရှိသူတို့ကရွာကနေဒိုးပင်လက်ဆောင်အထိရောက်လာတတ်ပြီးလမ်းဆောင်နဲ့ထားလို့မြို့ကိုကားစီတက်ကြတယ်။ဒါကြောင့်ဒိုးပင်လက်ဆောင်မှာရွာတွေကနေလာဆောင်နိုင်ကြတဲ့လက်ကြုံတွေကမရှားဘူး။ကာဘောကဆင်းပြီးတာနဲ့ကျုံရတက်ပြီးမဲ့ဒီကနေ့မှတော့နောက်နေကြလာပြီးမို့လက်ကြုံကတစည်းမှမရှိဘူး။ဒါနဲ့လက်ကြုံတစည်းတလီလောက်လာမလားဆိုပြီးမိမောင်တယောက်စောင့်ဆိုင်းနေလိုက်တာ။ နိုင်ရွယ်55မိနစ်လောက်ကြာမှာပဲရွှေနှပင်ရွာကလဲကြုံကိုရရှိခဲ့တယ်။တကယ်တော့ရွှေနှပင်ရွာနဲ့သူတို့တိုင်းဝရွာဆိုတာကရေသိုးမြောင်လမ်းခွဲကနေခွဲထွက်သွားရတဲ့ရွာပါ။ဒါကြောင့်ဝင်းမောင်ဟာရွှေနှပင်လမ်းကြုံကိုစီးရင်ရေသိုးမြောင်ကနေတိုင်းဝထီကိုနှစ်နာရီလောက်လမ်းဆက်လျှောက်ရပါလိမ့်ဦးမယ်။တော်ရုံဆိုရင်တော့ဒီလိုအခြေအနေဆိုဘယ်သူကစီးပါလိမ့်မလဲ။ဝင်းမောင်အတွက်ကတော့အခုချိန်မှာအခုလိုလဲကြုံရတာကိုပဲကျေစွတင်လွန်နေရပြီ။သူမျိုးမှအလုသွားလုတာတစ်နှစ်ကျော်ပြီလေ။ရွာကနေ ထွက်သွားပြီးကလေးကခုမှသာတရင်ကျုတ်ခါရဲမို့ရွာကိုပထမအုပ်ဆုံးပြန်ရတာဒါပေမဲ့လည်းမူမောင်ကန်ကောင်းနေပါတယ်လက်စားထွက်ပြီးတနအီကြာခီးလောက်သွားမိချိန်မှာတော့သူတို့တိုင်းဝိုင်းရွာကကိုအောင်ချူးဆိုတဲ့သူကလည်းလက်ကြုံမရှိတော့ဘူးဆိုပြီးချင်းချင်းလျှောက်နေရကခွင့်ကြုံကလိုက်ပါလာပါတော့တယ်ရွှေနှပင်ရွာကလဲပေါ်မှာမူမောင်တို့တိုင်းဝိုင်းရွာသား၂ယောက်ရဲ့ရွှေနှပင်သား၂ယောက်နဲ့လဲမောင်သူကိုပေါက်ကြီးဆိုတဲ့သူရဲ့အလုံးပေါင်း၅ယောက်ပါဝင်နေတယ် ခရီးတစ်ယောက်တယောက်နဲ့တယောက်စကားရဆိုရင်ပြောရင်းနဲ့လာလိုက်ကြတာရည်သူမြောင်ကိုရောက်တော့မိုးကတော်ချုပ်ပြီလीဒါပေမဲ့ကောင်းငင်စီကနာဇန်ရှိရဲ့အကျော်စက်တစ္ဆလယုံကလောကမြေပြင်ကိုကြာဆင်းနေလေတော့မောင်းနေလို့လည်းမထင်ရပါဘူးလင်းချင်းမူကလည်းတိတိတတ်တာပါပဲနှစ်ယောက်သားရည်သူမြောင်ကနေပြင်းပင်းကလှဲနေလမ်းခွဲခဲ့ကြတယ်ကြံခီးကိုဝင်းမောင်နဲ့ကိုအောင်ချူတို့စကားပြောရင်ချင်းချင်းရှောက်ကြတာပေါ့တယောက်တည်းဆိုရင်တော့တော်ရတဲ့ခီးကတော်လန့်ခီးပြီမို့ တော်ကိုကတိလင်တာဖြစ်လိမ့်မယ်။ခုတော့နှစ်ယောက်ဖြစ်တဲ့အတွက်စကားပြောဖို့ရှိပြီးစိတ်လက်အားရှိရတာမို့ဘာခက်ခဲမှတော့မရှိလိမ့်ဘူး။နှစ်ယောက်သားရေသွုံမြောင်ကိုဖြတ်ပြီးခင်နန်းကုန်းအတက်ကိုရောက်လာတယ်။ဒီတစ်ခါသူတို့အနောက်မြောက်ဖက်ရေသွုံမြောင်စီကစကားပြောတဲ့ငှားချူတဲ့စားတဲ့အတန်တွေကိုကြားမိကြရလေရဲ့။ဝင်မောင်းမင်းကြားမိလား။အင်းကြားမိတယ်ကိုအောင်ချူ။နွားလဲတွေလာနေတာထင်တယ်။လဲတွေမဟုတ်ဘူးကွ။အများကြီးဖြစ်လိမ့်မယ်။လဲတဲ့များဖြစ်နေမှာပဲ။ တန်တွေကနားထောင်နေရင်းကိုသူတို့ပဲစီနီးနီးလာတယ်။တို့ရဘက်ကိုသွားမဲ့ပုံပဲကွ။လက်ကြုံလိုက်လို့ရရင်တော့ကောင်းမယ်။နားရောက်လာတော့လည်းအဆင်ပြေလိုက်တာပေါ့ဗျာ။ခုတော့မိမိကိုယ်သာအကူရဆိုတဲ့အတိုင်းဆက်လျှောက်ကြအောင်ဆို။ငွေမောင်ရဲ့ဘာလို့များဆက်လျှောက်နေအောင်မလဲ။လဲလာနေတာတေးချနေတာပဲ။ဒီနားကထိုင်ဆောင်ရမယ်လေ။နည်းနည်းလျှောက်တော့နည်းနည်းပူရောက်တာပေါ့ဗျာ။လာပါငွေမောင်ရာမင်းကဒိုးပင်လမ်းစုံကလေးကလှဲစီလာရတာ။ငါကလမ်းလျှောက်လာပြီလို့လမ်းတစ်ဝက်ရောက်မှပဲလှဲချုံစီရတာကွ။ ငါချစ်တော့နောင်လာပြီကိုအောင်ချူပြောတာလဲဟုတ်မှန်တာမို့မိမဘာမှဝယ်မပြောပြတော့ဘူးသူစိတ်မှာဝေးကနေခုမှပြန်လာရတဲ့သူမို့အင်းကိုအများဆုံးပြန်ရောက်ချင်ပေမဲ့လဲကြီးသွားဖို့ကိုအောင်ချူစကားကမှန်တယ်လို့ရှိနေတာမို့အငင်းဆန်တော့ပါစင်ပြေမဲ့လမ်းဘေးနေရာစီမှာနှစ်ယောက်သားထိုင်ဆောင်ကြလေတယ်သိမကြလိုက်ပါဘူးသူတို့မြင်ကွင်းထဲကိုရေသွေးမြောင်ဘက်ကနေလာလန်းတိုက်လာတဲ့လဲရီကိုမြင်ရလေတယ်ဒါပေမဲ့ကိုအောင်ချူကဝမ်းသာအားရပြပြီးလက်ကြုံစီဖို့ထားရတယ် မိမောင်လည်းထရက်မိကြပေါ့လဲရီအနားရောက်လာတော့ကိုအောင်ကျူးကထိဆုံးကလဲကိုတားတယ်။နောင်ကြီးရေလက်ကြုံလိုက်ပြစေဦးဗျ။နောင်လဲပါတယ်အဲ့ဒီကလိုက်ပြပြစကားသာဆိုပြီးဆက်လက်မောင်းထွက်သွားတယ်။သူတို့လှမ်းကြည့်တော့အနောက်မှာလဲလဲရီကမနေမလို့ဆက်နေတာကိုတွေ့ကြရတယ်။နောက်တစည်းထက်တာပြန်နေမရပြန်ပါဘူး။ငါးစီမြောက်အထီးသူတို့တားကြည့်ကြပြီးမယ်။တားသမျှလှဲတိုင်းကနောက်လဲပါတယ်ကြီးပဲလေးတန်းပြပြတွေနဲ့ပြောကြလိမ့်တယ်။အဲ့ဒီလိုအခြေအနေကြောင့်နောက်ကဆက်လာတဲ့လဲရီကို မြေမောင်တို့နှစ်ယောက်မတားဖြစ်တော့ဘူး။လန်နေဘေးကနေပဲကိုဘသားချင်းချင်းရှောက်ခဲ့ကြတယ်။လဲတွေကသူတို့နဘေးကနေဖြတ်သွားနေတယ်။အစီရီတွက်ကိုများပြားပြီးဖြတ်သွားသမျှလှဲတိုင်းသူတို့ကိုလောကုတ်တစုံတရာမပြုတ်လေဘူး။လဲတန်းကြီးဆုံးသွားတော့ကိုအောင်ချူကပြောတယ်။လဲတွေတကယ်ကိုမနေဘူးပဲ။ရွာများပြောင်းကြသလားမသိဘူး။ထူတော့ထူဆန်းနေဗျ။ခမရတော့သတိထားမိသလားမသိဘူး။ဘာကိုလဲငွေမောင်ရ။ဒီလူတွေဆက်ဆက်ကြီးတော်တော်ကိုကျဲတယ်နော်။ပြီးတော့ဒီချိန်ကြီးကိုအခုလိုသွားနေတာကြီးက မင်းကဘာကိုပြောချင်တာလဲနာနာဘာဝတွေလို့ပြောချင်တာလားအင်းစိတ်ထဲထင်မိလားလို့ပါကောင်းထဲလာကြီးတွေမြင်နေရတာစကားတောင်ပြောလိုက်သေးတယ်လေကွာမဟုတ်တမ်းပါဘူးသူ့ဘာသာရွာပြောင်းကြတဲ့သူတွေပဲဖြစ်မှာပါငွေမောင်လဲဘာမှဆက်မပြောမိတော့ဘူးသူ့ဘာသာသူပဲအတွေ့ထဲမှာဆက်ဆက်ပြီးတွေးနေမိတယ်လေတန်းကြီးကတော့သူတို့မြင်ကွင်းကနေအဝေးကိုရောက်သွားခဲ့ပါပြီ နောက်တော့အကွေကောက်တွေကြောင့်မြင်ကွင်းကနေပြောက်ကွယ်သွားခဲ့ပါတယ်သူတို့ကတော့ လက်ဆက်လျှောက်ရင်းညနေတကောင် ကောင်းချခြင်းလောက်မှသာရွာကိုပြန်ရောက်ခဲ့ကြရဲ့ညတော်ကရွာထဲကကြက်တီဝက်တွေစိတ်တွေပျောက်လို့တဲ့တမောင်အေယာကနူးနူးချင်းတရွာလုံးအော်အော်တောင်းနေဖြစ်နေတဲ့တဲ့င်းတခုညကခီးကလည်းပြမနာတကြောင်အင်ရောက်တော်မိသားစုများစကားလက်ဆုံးဆက်မိရကတကြောင်ကြောင့်သူတို့တမိသားစုလုံးအေယာထားနောက်ကြရလေတယ်အေယာကနိုးလေတော့တဲ့င်းကိုကြားမိပြီးသူတို့အိမ်ကအိမ်မွေးတိရစ္ဆာန်တွေကိုစစ်ဆေးကြည့်မိတယ်ကျက်နှကောင်ပျောက်နေတဲ့ဟဲ့ သူတို့အင်္ဂါချက်နှစ်ကောင်အခိုးခံခဲ့ရတယ်။စုစုပေါင်းကြည့်တော့ချက်ကကောင်း20ဝက်ကတကောင်နဲ့စိတ်ကတကောင်။ဒါဟာတာမန်တော်တဘာဝအပျော်တန်းချက်ချင်းလို့ခိုးယူတာမဟုတ်ပဲစီးပွားဖြစ်ခိုးယူတဲ့သဘောကိုတက်ရောက်နေလိမ့်မယ်။တကြီးနဲ့ရွာကောင်းဆောင်တွေကဒီကိစ္စအတွက်ကိုစုံစမ်းကြတယ်။ခိုးသူကအတော့ကိုကြွန့်ကျင်မှုရှိတယ်။ဘယ်နေရာစီမှာမှချေရလက်ရမကျန်ရဘူး။စုံစမ်းသမျှတွေထဲမှာလည်းဘာမှမထူးခြားခဲ့ဘူး။ဒီလိုကနေတနေကုန်လို့တညပြောင်းရပြန်လိမ့်မယ်။ ညဉ့်ဦးပိုင်းအချိန်ရွာအစွန်နေတဲ့ကိုချင်းနဲ့မချိုလိုလင်များတွေရွာတစ်ဖက်ကွင်းထဲကခက်တက်တဲ့လူတန်းတို့ကိုကြားရမိလေတယ်။ကိုချင်းတော့အတန်တွေ ကြားမိသလား။အေးကြားမိတယ်ဟ။လူတွေစကားပြောတဲ့အတန်တွေဟစ်အော်ပရေရှင်နေတဲ့အတန်တွေဘဲကလူတွေကများဒီချိန်ကြီးကိုမချိုခတ်တိုးတိုးယူမိတယ်။သူတို့တစ်ဖက်ရွာအပြင်ကွင်းကြီးစီမှာဘာဆိုဘာမှရှိမနေတာသူတို့အတီပဲလေ။ထွက်ကြည့်ဖို့ကြပြန်တော့လေသူတို့အိမ်နေအနီးတစ်ဝိုက်မှာအင်ဂျီကမရှိဘူး။ပြင်လည်းမထွက်ရဘူး။ တော်လို့တကူတပြများဆိုရင်ဆိုပြီးမချိုတွင်ရင်ထိမိရတယ်။ဒီချိန်ကြီးမှာတော့ဒီနီးနားကရွာတွေလဲဘာကြောင့်နဲ့မှအခုလိုလာမယ်မထင်ဘူးလေ။ဒါဖြင့်တဆွေတွေများလား။ဒါပဲဖြစ်မှာပေါ့။ဟိုကြောက်ကြောက်လိုက်တာတော့သူကတကူတပြတွေလောက်ပဲတွေးနေတာ။တော်ပြောမှပဲဦးစက်သီးတွေတောင်ထလာရပြီ။ပြောပြကြနဲ့ကိုချစ်ရဲ့ရင်ဝင်ထဲကိုမချိုတယောက်တိုးဝင်မိပါပြီ။ကိုချစ်ကလည်းဒါမျိုးကသူ့လိုချင်တဲ့အကွက်ဆိုတော့မျက်နှာကြီးကိုပြုံးဖြစ်လို့ရလေ။တကယ်တော့ သူလည်းကကနနာမသိပါဘူးဆွေထဲရှိရာကိုသာပြောလိုက်တာရေသုံးစကားရဆိုရင်ဒီယုံမင်းတို့ဒီချုံထွင်းနေရဲ့ပေါ့မကြောက်ပါနဲ့မချူရဲငါတယောက်လုံးရှိပါတယ်ဟာကိုချစ်ပြောလိုက်တယ်မချူစီကဘာတုတ်ပြန်စကားမှမဆိုဘူးညမင်းနဲ့ပဲရှိတဲ့အင်္ဂလိပ်စီကအတန်ပလန်နေတိုးတိတ်သွားခဲ့ပါပြီအဒီညာသကောင်ရံမာတော့ကိုချစ်ပြောခဲ့သလိုပဲသူတို့အတန်ကြာရကွန့်ဘက်ကနေရွာတဲ့စီကိုလူလူလူဆေးလူလူရိတ်တွေဝင်ရောက်လာခဲ့တယ်ခုတွေမဟုတ်သလိုဦးတန်လည်းထွက်မလာဘူး ရွာထဲကခွေးတွေတိုင်းဟာလွတ်ရမှာတွားရောက်ပုံအောင်ညားတယ်။ရေးတွေကတော့ရွာထဲကိုရောက်တာနဲ့တရွာလုံးစီအနှံ့ကို ဖြန့်ကျက်သွားလာကြတယ်။ရေမွေးတလေးဆန်တွေကိုဆွဲယူဖန်စီကြတယ်။ကြက်တွေ့ရင်ကြက်ဖန်တယ်၊ဝက်တွေ့ရင်ဝက်ဖန်တယ်၊စိတ်တွေ့ရင်စိတ်ဖန်တယ်၊ခွေးတွေ့ရင်ခွေးဖန်တယ်။သူဆန်နာကသူ့ကိုဖန်စီတာကိုခံကြရတဲ့တလေးဆန်တွေဟာဘာတမ်းမှကိုမပြူနိုင်မဲအယုတ်တွေလိုပဲညင်သက်လို့ဖန်စီခံကြရတာပါ။ တို့လိုချင်တလောက်ကိုဖန်ဆင်းရယူပြီးချိန်ကြတော့ရေတွေဟာရွာပြင်ကိုပြန်လဲလို့ထွက်ခွာသွားပါတော့တယ်။ဒီဖြစ်ဖြစ်ကိုတရွာလုံးထဲမှာတိုက်တိုက်ဆိုင်ဆိုင်မြင်လဲရတဲ့သူနှစ်ယောက်တော့ရှိတယ်။အဲ့ဒီသူတွေကတော့ဝင်းမောင်နဲ့ကိုအောင်ချူလိုပဲ။သူတို့နေကြတာကရွာတောင်ပိုင်းနဲ့မြောက်ပိုင်းဆိုပေမဲ့မြင်ရတာတွေကတော့တူညီနေတယ်။နေရာစလုံးသူတို့မြင်ရတဲ့အရာတွေအတွက်စကားဆိုဖို့ရတောင်ရှိမနေဘူး။ဘသူကမှလည်းပြောပြဖို့ကမဝင်ရဘူး။နောက်တစ်နေ့မနေ့မှာတော့တိုက်တိုက်ဆိုင်ဆိုင်မြင် ိုအောင်ချွတ်တယောက်ဝင်းမောင်စီကိုဆက်ဆက်နဲ့နဲ့ရောက်လာပါတယ်။ဝင်းမောင်ငါညာကဒီလိုမြင်မိတယ်ကွာ။အေးကျုပ်လဲမြင်နေ။ဘာထူကြလဲ။ကျုပ်တို့တွေလက်ကြုံစီဖို့လောက်ကြတဲ့လှဲတန်းကြီးကလူနှစ်ယောက်လောက်ကိုမြင်နေ။ငါလည်းအဲ့ဒီထဲကလူပြောက်ကိုမြင်မိတယ်ဟ။ကျုပ်တို့ရွာကအကောင်လေးပက်ပုံနေတာသူတို့လက်ချက်ပဲဗျ။တူတူရောက်တဲ့ညကပျောက်တာသူတို့ပဲနေမှာသူတို့လှဲတွေငါတို့ရွာနာမှာပဲရှိနေမှာကွာအေးဒါတော့ဟုတ်တယ်သူ ရွာကလူတွေကိုအကျိုးချောင်ပြောပြရမှာပေါ့။ရွာကလူတွေကိုပြောပြရင်သူတို့ကယုံကြပါမလား။မယုံစရာဘာရှိလဲကွာ။မင်းကငါကိုမြင်ကြရတာပဲ။ငါတို့လူမျိုးမြင်တဲ့သူလည်းထက်ရှိနေရှိမှာပေါ့။အင်းပေါ့ဒါဖြင့်လည်းပြောကြတာပေါ့ဗျာ။မယောက်သားတကြီး AC ကိုထွက်ခဲ့ကြပြီးအကျိုးချောင်ပြောပြကြတယ်။တကြီးကစပြီးသူတို့စကားကိုအယုံကြည်မရှိဘူး။မဖြစ်နိုင်ဘူးလို့ပဲအားလုံးကယူဆနေကြတယ်။ဒီလိုလုပ်တာဟာလဲရွာတဲကဒါမှမဟုတ်တခြားရွာကကြီးပွားလူငါအတွက်ခိုးယူနေကြလို့ပဲအထင်ရှိကြတယ်။ ဒီအတွက်ကိုလည်းပြင်သမားတွေစီစဉ်ထားတဲ့အကြောင်းမှပြောပြလာတော့အောင်ချူကငွေမောင်းကဘာပြောတတ်တော့မလဲဒီတိုင်းလှည့်ပြန်ခဲ့ကြုံပေါ့ဒါပေမဲ့လည်းသူတို့ရဲ့စိတ်အတွင်းမှာတော့ရွာကသူတွေကိုသူတို့စကားမယုံကြည်တဲ့အတွက်လိတ်ခဲတဲ့လေးဖြစ်နေကြရတယ်လေဒီအတွက်ကိုအကောင်းဆုံးသက်သေပြနိုင်ဖို့သူတို့နှစ်ယောက်ကြိုးစားကြမယ်လို့ဆုံးဖြတ်လိုက်ကြတယ်ညာရောက်တော့နှစ်ယောက်သားယင်ညာကလိုပဲသူတို့မြင်ထားတဲ့လူတွေရွာထဲဝင်လာပြီးပြန်ထွက်ချိန်ကြတော့နောက်ကနေတိတ်တဆိတ်လိုက်ကြပါတယ် ခြေကလူတွေကရွာထဲကဖမ်းလာတဲ့အကောင်တွေကိုလက်ထဲကင်ပြီးပျော်ရွှင်စွာခုံပေါက်တော်လာနေပါတယ်။နောက်ချူရုံဝင်မောင်တို့ကတော့နောက်ကနေပုံလိုက်ကွဲလိုက်နဲ့လိုက်ကြတယ်။ရွာပြင်ကွင်းပြင်ကြီးစီကိုရောက်လေတော့လက်တွေအများကြီးရက်ထားပြီးလူသူကလေးတငယ်တွေပါချင်းပြူရနာနေကြကိုမြင်ကြရတယ်။လက်ဆောင်တက်တော့သူတို့ကဒီမှာရောက်နေကြတာပဲ။အောင်ချူကတီတူပြောတယ်။သူတို့ခြုံတခုရဲ့ဝင်ပြီးကြီးနေကြတော့မှပဲရွာထဲကပြန်လာတဲ့သူတွေကိုလက်စီကလူတွေက ခုံပေါပျော်ရွှင်ပြီးကြိုဆိုကြတာကိုမြင်ကြရတယ်။ပြီးတော့ဖန်စီယူဆောင်လာတဲ့အကောင်တွေကိုခုတ်ထစ်ပိုင်းဖြတ်ပြီးသွေ့တန်တရရဲ့နဲ့အသားစိမ့်တွေကိုကလေးရောလူကြီးပါမကျန်ကုံစားကမြည်ရဆက်ရည်ကြီးစားသုံးကြတော့တာပါပဲ။တချို့ဆိုခုတ်ထစ်ရကကြာလာတဲ့သွေးတွေကိုနှစ်ခုတ်တွေခွက်တွေနဲ့အလူရက်ခန့်လို့တောင်တောက်နေကြတယ်။အောင်ချူနဲ့ငွေမောင်တို့မှဒီမြင်းကိုကြည့်ပြီးအော်ဂနီဆန်ရကပြုတ်အန်ကျင်လာလို့မနေ့စိတ်ထိန်ကြရလေ။ပြညာစုကိုအောင်ချူရ ေးအေးနှစ်ယောက်သားလာလန်းတိုင်းကိုအတမထွက်အောင်လှည့်ပြင်ကြတယ်။နေငယ်ဝေးတဲ့နေရာလဲရောက်ရောကျွာထိအရောက်ကိုတုတ်ချတင်တော့တာပါပဲ။သူတို့နှစ်ယောက်ကျွာထဲကိုဝင်တော့ခင်းအဖွဲနဲ့စုံနေတယ်။ခဏကအေးဒီဝင်လာချိန်မှာပြန်ထွက်သွားချိန်မှာကောဒီကင်းသမားတွေကဘယ်ကိုရောက်နေကြလဲမသိဘူး။ကျုပ်တို့ရွာရွာပြင်ဘက်မှာအောင်ရှုကသူတို့တွေ့ခဲ့တာကိုပြောပြတယ်။ဒီလေတော့ကလည်းဘယ်သူမှမယုံကြတလို့ခိုးလဲဘယ်သူမှမယုံကြဘူး။ သူတို့ကိုတောင်းကြောက်ဆုံးမှုတွေအတွက်သင်္ကမကင်းဖြစ်ကုန်ညာသေးတယ်။သူတို့နှစ်ယောက်ဇလန်းထွင်ပြီးပြောနေကြတယ်ပေါ့။ကျို့တို့တက်တည်ပြပါမယ်ဗျာ။အောင်ချုနဲ့ဝေမောင်တို့ကပြောကြတယ်။အေးလေမင်းတို့တက်တည်ပြနိုင်ပြမပြနိုင်လို့ကတော့မင်းတို့နှစ်ယောက်ရဲ့လက်ချက်ပဲ။အောင်ချုတို့လည်းပဲတက်နိုင်မလဲ။ပြန်မသွားစီမိမယ်လဲ။ကင်းသမားတွေကိုခေါ်ဆောင်လို့ခုနကကွင်းကြီးစီကိုပြန်လာခဲ့ကြတယ်။ကွင်းကြီးစီရောက်တော့လက်တွေကိုအရင်တိုင်းမဲ့မြင်ကြတယ်။ ။လယ်ရီစီကလူတွေကတော့သားစင်းတွေကိုစားသူကစားကြတော့စားပြကြတဲ့သူတွေက စကားစမီထိုင်ပြောနေကြတယ်။ကလေးတွေကတော့သူ့အဆုနဲ့သူဆော့နေကြပြီလေ။ဟိုမှာတွေ့လာလက်တက်ကြီး။အောင်ချူကကင်းသမားတွေကိုလှမ်းပြတယ်။ကင်းသမားတွေမျက်စိမျက်နှာပြတ်သွားကြတယ်။အချောင်းကအောင်ချူပြသရာကိုသူတို့မြင်မိလို့မဟုတ်ဘူး။ကွေမင်ကြီးထဲမှာအောင်ချူတို့ပြောတဲ့အရာတခုမှရှိမနေပဲဟာလာဟင်းလင်းကြီးသာဖြစ်နေလို့ရယ်ဘယ်မှလဲဘာမှမရှိဘူးဟာ ုဟိုမာလေးဗျာဟေးကောင်တွေဦးကြောင်ကြားလုံမနေနဲ့ဘာမှမရှိဘူးမင်းတို့နှစ်ယောက်ကိုမကောင်းမှုကိုဖုံးကွယ်ခြင်းလို့ဇလန်းစင်နေတာတည်တာနေပြီအောင်ရှိတို့နှစ်ယောက်ညှင်းဆန်လည်းမရတော့ပါဘူးကင်းအဖွဲကသူတို့နှစ်ယောက်ကိုတရခင်းအဖြစ်အတီလင်းဆွဆွဲပြီးတော့တကြီးအင်စီထိတုံခတ်ဖို့ရာခေါ်ဆောင်သွားခဲ့ပါပြီကျုပ်တို့တကယ်မလုပ်ပါဘူးတကြီးရဲ့ကျုပ်တို့ပြောတာကိုလုပ်ပါဗျာအောင်ချူနဲ့ငွေမောင်တို့နှစ်ယောက်ထိတုံအတွင်းကနေတကြီးနဲ့ကျန်သူအားလုံးကိုရှင်းပြနေကြတယ်ဟဲ့ကောင်တွေလေကြောတွေရှေ့မနေနဲ့တော့ င်းတို့နှစ်ယောက်ဂျွာကိုပြန်လာတဲ့ညကစပြီးဂျွာထဲမှာခုလိုတွေစပြီးပျောက်ဆုံးနေတာဒီအထဲမင်းတို့ကငါမသိငါဖြစ်နေမိတာဗါတဲ့လက်စီ90ပါတယ်လက်တက်ကြီးဟုတ်လားလကကြင်ကြင်စီစီကွာကြီးခင်ဗျားတို့တကယ်မှားနေပြီနော်တရားခံစစ်ကကျုပ်တို့မဟုတ်ဘူးဗျဟာမင်းတို့မဟုတ်လို့ဘယ်သူဖြစ်မှာလဲလက်တက်ကြီးပါဆိုဗျာဟဲ့ကောင်တွေမင်းတို့ပြောတဲ့စီကိုတက်တက်ပြမယ်ဆိုလို့လက်ကြည့်ကြသေးတာပဲဘာမှရှိမနေဘူးလေကွာသူတို့ပဲမမြင်တာဗျ ျုပ်တို့နှစ်ယောက်ကမြင်ရတယ်မြင်ရမှာပေါ့မင်းတို့ဖန်တီးထားတဲ့အရာပဲအာဟိတ်ကောင်တွေမင်းတို့ဒီထက်ပေးရှိလာရင်တော့တိမ်တံမှာပြီတော့မှာနော် ပြောမနေပါနဲ့တော့ကိုအောင်ချူရငွေမောင်ကခြေတင်ပြောမနေတော့ဘူးအောင်ချူကိုတားမြင်လာလိမ့်ပြီဟိတ်ကောင်ငါတို့မှမဟုတ်တာကွာမဟုတ်တော့လေဗျာကျုပ်တို့ဘက်ကဘာများတသိပြနိုင်ဖို့ရှိလို့လဲအောင်ချူငြိမ်သက်သွားရတယ်ငွေမောင်ပြောတာမှန်တယ်သူတို့မလို့ဖို့ဆိုတာမှန်နေပြီမဲ့လေတသက်တီမှပြလို့မရတာပဲ ထက်ရှင်ပြနေလဲအပိုးပဲဖြစ်တော့မှာအေးကွာငါဘာမှမပြောတော့ပါဘူးနှစ်ယောက်သားကျန်နေသူတွေဖြစ်တင်သမျှကိုခေါင်းကုန်ခါစီခံမှုအဆုံးဖြတ်လိုက်ကြပါလေချိန်တန်ရင်တော့အမှန်တကူဆိုတာထွက်ပေါ်လာမယ်လို့တော့သူတို့စိတ်ကယုံကြည်နေမိကြပါရဲ့နောက်တနေ့ညနေစောင်းချိန်မှာတိုင်းဝရရတဲ့ကိုအယူတရားရောက်ရှိလာတယ်အယူရဲ့ပုံစံကအယောင်လွင့်နေတဲ့ယောဂီဝဆာတွေသမင်ရှည်တွေကကောက်တီကောက်ကွေးဝဆာတွေလိုပဲအယောင်ပြပြင်းနေ ယောဂီလွယ်အကြီးတလုံးကိုလွဲလို့အုံလက်မြင်းကိုပခုံးထံမှာထမ်းထားလိုက်တယ်။ဟိုဟိုလေသား900အဲအဲမဟုတ်ပါဘူးလေသား90ကံကုန်းလေးတဲ့သူတို့ကိုသူတို့တင်မမသိတဲ့ရွာစဉ်လှဲ့လေရွာတဲ့ခိုးဝင်ကြာရသူအသားကိုခိုးစားလို့နေကြပါလိမ့်တယ်။အယူကရွာထဲကိုစဝင်လာကလေးကသချင်းမမဲစာကျုလည်းမဟုတ်တဲ့တခုနဲ့တော့အကြောင်းအရာကို သူ့ဇက်ထဲကတွေ့ကြရနဘေးထက်လို့ဟောကြီးဟစ်ကျဲတီးဆိုနေလိမ့်တယ်။ယူနာမှာကလေးတွေကလည်းဝိုင်းနေတယ် ယူကတခြင်းကိုတည်ဆိုရင် တခါတလေဇမင်းသားများလို ကခုံနေတယ်။ပြီးတဲ့အခါသူ့ကိုဝိုင်းဝန်းထားတဲ့ကလေးတွေကိုရိုင်းထဲကတရားလုံးတွေကောင်းချင်းတုပ်တွေကိုလိုက်ဝေပေးနေတယ်။ဒီလိုအချင်းတွေကြောင့်လဲအယူကိုကလေးတွေကမကြောက်ပဲနားကပ်ပြီးလက်ခုပ်လက်ဝါးတီးလို့အားပေးနေတာဖြစ်လိမ့်မယ်။ကခုံတည်ဆိုရင်နဲ့တကြီးအင်ရှိစီကိုအယူကရောက်ရှိလာတယ်။တကြီးအင်ရှိရောက်တော့အယူကကနေရကနေရုတ်တရက်ရက်လိုက်ပါကော။ပြီးတော့တကြီးအင်နဲ့ကိုခက်တီတီပဲလှမ်းဝင်သွားတယ်။ တချီအင်္ဂါလူတွေကရှုဖို့မောက်ထုတ်ဖို့ဆန္ဒရှိပေမဲ့ဘာကြောင့်မှမသိထိုင်ရကမထမိကြဘူးအားစည်းထက်ခံထားရတဲ့လူပဲညင်နေမိကြတယ်ဘီယူကတော့ဘသူ့ကိုမှခရုမဆိုင်ထိတ်တုံးခက်ခံထားရတဲ့မိမောင်တို့နှစ်ယောက်စီကိုတန့်သွားတယ်ကောင်းလေးတွေနင်တို့မလို့ဘူးဆိုတာငါသူတို့အသိတယ်ဟင်ယူစီကပြောချလာတဲ့စကားကြောင့်မိမောင်ကအောင်ချူပေါ်အာအာတင်သွားကြတယ်ခမရကလေသာ90ကိစ္စလဲငါသူတော်လေးတိတယ် ဟာစိတ်မပူနဲ့နော်ငါသူတော်လေးဒီကိစ္စကိုဖြေရှင်းပေးမယ်ခင်ဗျတကယ်ပြောတာလားခင်ဗျကအယူစစ်ကိုဟုတ်လို့လားငါသူတော်လေးပါအယူစစ်မဟုတ်ဘူးဒါဒါဒါဆိုခင်ဗျကကဲကဲဒါရင်မေးမနေနဲ့ဒီကနေလို့ရွာမှာကြုံနေရတဲ့လေသား90ကိစ္စကိုငါဖြေရှင်းပေးဖို့ရောက်လာခဲ့တာမဟုတ်လို့ရှိရင်သူတို့ပြန်ထွက်သွားတာနဲ့နင်တို့နှစ်ယောက်အပြင်နောက်ထပ်တစ်ယောက်ကသူတို့နဲ့လိုက်ပါသွားလိမ့်မယ်။ဗျာကျုပ်တို့က သူတို့ကသူတို့ရဲ့လှဲတွေကိုတိတ်အစွဲလန်းကြည့်ပြီးပရလောကသားတွေဖြစ်နေကြရတဲ့သူတွေလူဘွားတို့ကလေသား90ဖြစ်နေချင်းနေခဲ့ကြရာတဘာဝဘေးအန္တရာယ်တခုမှအကုန်လုံးတည်ဆုံခဲ့ကြတယ်။သူတို့ခုလိုဖြစ်ပြီးကျင်လည်နေခဲ့တာခုဆိုနှစ်ပေါင်း900လောက်ရှိပြီ။သူတို့ကနေရအတိတ်ကြားမရှိတဲ့လှဲကုန်တယ်တွေလူဘွားတွေကသူတို့ရဲ့မိသားစုတွေကိုလှဲပေါ်တင်ပြီးနေရာတိုင်းကိုလှည့်လည်သွားလာနေကြတယ်။ခုဘွားမှာတော့ရင်လိုပဲသွားလာနေကြရင်ရှိနေကြတော့မယ်။ဒါပေမဲ့ကွာခြားသွားတာကခုဘွားမှာသူတို့ရဲ့ဆာလောင်မှုတွေကို ရွာနားမှာစည်းချကပ်ပြီးဖြေရှင်းနေကြရတာ။အဲဒီရွာကနေပြန်ထွက်တာနဲ့သူတို့စီက၃ယောက်ကကျွတ်လွခွင့်ရပြီးရွာစီက၃ယောက်ကသူတို့စီကို50ပြအောင်ပြန်လဲဖြစ်တင်ပေးရတယ်။ဒါကတော့တို့ဘက်ကခေါင်းဆောင်ရဲ့ကမစရီကြောင့်ရပေါ့။ကျွတ်တန်းဝင်လွတ်မြောက်ခွင့်ကိုလည်းသူကပဲကန့်သက်ထားတာပါ။ဖះဖះကောင်းဆောင်ရဲ့အတကြောင့်ဘယ်သူဘလို့ကျွတ်ကျွတ်သူတို့တဲကလှင်း90ကတော့နှလူထက်ပြေးတာကြောင့်ဘယ်တော့မှရော့မသွားဘူး ဒီလိုလူထက်ဖြစ်တာကလည်းသူတို့ရဲ့ခေါင်းဆောင်ကိုယ်တိုင်ကငယ်သားတွေအပေါ်ထားရှိတဲ့တန်ရုံးစဉ်ကြီးမားမှုရဲ့လို့ထင်မြင်နေကြတယ်။အကုန်လုံးကအယူပြောပြတာကိုစတိတစ်ဖက်ဖြန့်ထိုင်နားထောင်နေကြတယ်။သူတို့ကဘယ်သူကမှမမြင်နိုင်ဘူး။ဒါပေမဲ့မြင်နိုင်တဲ့သူကကြတော့လေဒီမြင်နိုင်တဲ့သူတွေကသူတို့စီကိုအင်အားပြန်လဲဖြစ်တင်ရမယ့်သူတွေပဲ။ဒါဆိုကျုပ်တို့နှစ်ယောက်ကလူစားလျက်ရမယ့်သူတွေပေါ့။ဟုတ်တယ်။ရမနင်တို့လိုပဲမြင်နိုင်တဲ့သူနောက်တစ်ယောက်ရှိနေဦးမယ်။ဒါနဲ့နင်တို့နှစ်ယောက်အခု၅နောက်မှရှိနေတဲ့စေကြီးကိုမြင်ကြရလား။ မြင်ရပါတယ်အယူကတကြီးဘက်ကိုလှက်ကြည့်တယ်တကြီးနဲ့ရှိတဲ့များလူအလုံးအယူပြောတာကိုကိုတော့ကြားနေကြရတယ်လေကိုဘက်ကသူတွေကကျုပ်နောက်ကတဆေကြီးကိုဘယ်သူမြင်ရလဲကျုပ်ကျုပ်ကျုပ်မြင်ရပါတယ်ဒါဆိုရင်တော့နောက်ထပ်လူစားလက်ခံရမယ့်သူကတကြီးပဲပေါ့ဟာတကြီးဥထင်အလွန်မဲထိတ်လန့်သွားခဲ့တယ်အယူနောက်ကပင်ရှိရှိတဆေကြီးကိုသူတကယ်မြင်နေရတယ်လေလူတွေကတီမာဦးတော်ကြောက်ကြတယ်မဟုတ်လားကိုကတေးပြီးနောက်မှာတောင်း ချလွတ်ခွင့်မရပဲစင်စာတက်ခံရတယ်လို့ဖြစ်နေတဲ့ပရလောကလှေသားအဖြစ်နဲ့နှစ်ပေါင်းရာချီအောင်နေရမယ့်အရေးဆိုတော့တကြီးခင်ဗျာသူ့ပြရပြီလေဒါတွေကအမှန်တွေပဲလားအမှန်တွေပေါ့ဟာဒါ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 ဖြင့်သူ့ကိုကဲကဲကဲပေါင်းဥသူတော်ရဲ့သူတို့ဘလုံးလောက်ရပါမလဲသူတို့ကသူတို့ကိုတင်ပြီးမှန်းသိကြပြီမဲ့ခေါင်းဆောင်ရဲ့အတကျန်တဲ့သူတွေရဲ့အစွဲလန့်စိတ်ကြောင့်ဘလုံးချွတ်ချွတ်မကြွတ်နိုင်ဘူးဒါပေမဲ့နှစ်သားလေးသူတို့ကဒီကိစ္စကိုဖြေရှင်းပြနိုင်ပါတယ် ဘယ်လိုလုပ်ရမလဲအာကိုပြရစီနှစ်သားလေးတူတော်ရဲ့တကြီးကအယူရဲ့နာမည်ကိုနေတန်လိုက်လို့ပြောလိုက်လေတယ်ညာ၁၂နာရီမထိုးခင်ညတို့၃ယောက်နဲ့ငါတို့တော်လေးတို့တို့စီကိုသွားကြတာပေါ့အဲ့ဒီအချိန်ဆိုသူတို့လက်ရွာတဲ့ကိုလာမလို့ပြင်စင်တော့ဆိုတော့လူစုံနေလိမ့်မယ်ဟုတ်ဟုတ်ကဲ့ညနေချိန်အတိအကျပြောရရင်တော့ည၁၂နာရီမထိုးခင်အချိန်အယူသူတော်တစီကြီးကိုအောင်နဲ့တကြီးဦးထင်းတို့လူစားလက်ခံရမယ့်၃ယောက်တို့ဟာကျွာပြင်ကိုထွက်လာခဲ့ကြတယ် တိတ်ပြီးမလှမ်းလွန်းတဲ့နေရာတွေဆိုတော့ခဏပြင်စီကိုရောက်ကြလေတယ်။ကွင်းမြင်တွေကလဲတွေကိုမြင်တော့ရီဦးထင်ခမညာမျိုးလုံးအပြူသားနဲ့အလွန်အံ့ဩနေမိတယ်။အားလုံးမဟန်မပြက်ရှိနေကြသူတို့အထဲကိုဝင်ပြီးစကားတော်ပြောကြမယ်။ဟုတ်ဟုတ်ကဲ့။ယူသူတို့ကအရှိကနေဦးဆောင်ပြီးလဲတွေထဲကိုဝင်လေတယ်။သူတို့ကိုလက်စီကလူသူတွေအကုန်လုံးကဝိုင်းဝန်းရှိနေကြတယ်။ခေါင်းဆောင်လိုယူဆရတဲ့တယောက်ကသူတို့စီကိုလှမ်းလာပြီးဟေးဘသူတွေလဲလူစားလာတဲ့သူတွေလား ဟုတ်တယ်။တပတ်ကအမေကိုယူသူတော်ကတတိတက်တက်နဲ့ခေါင်းငိန်လို့ဖြေတယ်။၃ယောက်ပဲမဟုတ်လား။ဘာလို့၅ယောက်ဖြစ်နေရတော့။၃ယောက်ပါပဲ။ယောက်ကသူတို့ကိုလိုက်ပို့တာ။အော်အင်းဟုတ်ပြီလေ။ကျို့တို့လည်းသူတို့၃ယောက်အလာကိုမျှော်နေကြတာ။ဒီက၃ယောက်ကတော့စားရောက်တဲ့နေ့ကထွက်သွားကြပြီ။သူတို့လက်သုံးစီးအတွက်မောင်းသူလိုလိုစောင့်နေတာ။ခုတော့ရောက်လာပြီပေါ့။ခေါင်းဆောင်ကဝမ်းသာကြည်ပြတဲ့မျက်နှာနဲ့ပြောလာတယ်။ယူသူတော်ကလက်သားတို့ရဲ့ခေါင်းဆောင်ငါသူတော်ကောမင်းတို့နဲ့လိုက်လို့မရဘူးလား။ ။အိုးမရဘူးလေ။သူတို့သုံးယောက်နဲ့ဆိုပြည့်နေပြီ။ပြည့်နေလဲကတ်လိုက်လို့အဆင်ပြေမလား။အိုးဘယ်ရမှာတော့။ဒါဖြင့်ဟောဟိုကတယောက်ကသစေကြီးကိုအုံကိုလက်ညှိုးထိုးလိုက်တယ်။အော်လှဲကောင်းဆောင်ရင်နှစ်မလဲနော်။တေးပြီးသားသူတေးမှမကြောက်တဲ့သူနှစ်စီကိုလက်ချင်တဲ့သူကြမခေါ်ပဲ။တေးမှကြောက်တဲ့သူနှစ်စီမလက်ချင်တဲ့သူကိုဘာကြောင့်ခေါ်နေရတာလဲ။အိုးဒါကကြုတ်ကိစ္စပါ။လေကောင်းဆောင်ကဒေါသမျက်နှာနဲ့ပြောလာတယ်။"တခြားစဉ်းစားပါဦး" သူတို့မှာမိသားစုတွေရှိတယ်။လက်ကားကြောင့်မှလည်းဟော်ဒီလက်တက်ကြီးကိုမိသားစုအဖြစ်သတ်မှတ်ထားတယ်။နို့စီကတရွတရွရောက်တိုင်းလူသုံးယောက်ထွက်သွားခြင်းနင်းတို့ဘလို့ခံစားရတယ်။အဲ့ဒီလိုပဲသူတို့ဘက်ကသူတို့ရဲ့မိသားစုတွေခံစားချက်ကိုကိုချင်းစာကြည့်ပေါ့။လက်ကားကြောင့်ငြိမ်သွားခဲ့တယ်။နင်းတန်ရောစင်ကျွလွန်းတာသိပါတယ်။ဒါပေမဲ့နင်းစီကအခုကြံရစ်တွေငယ်သားတွေထဲမှာလူဘွားကိုပြန်လာပြီးသင်ငန်းစီးကျင်နေသူရှိတယ်။ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းနဲ့သူတွေရှိတယ်။ဒါပေမဲ့နင်းအတ္တမှာသူတို့ရဲ့လွတ်မြောက်မှုတွေအားလုံးကကန့်သက်ခံထားရတယ်။ မျက်နှာကြည့်ခဲ့ဆိုရင်သူတို့ဆန္ဒသူတို့မျက်နှာကိုကြည့်ရမယ်မဟုတ်လားလေကောင်းဆောင်ကသူ့နောက်ကလူတွေအကြကိုလှည့်ကြည့်လိုက်တယ်ခလုံးကသူ့ပေါ်မျက်နှာတကြီးဖြစ်နေတာမျက်နှာတွေနင်သူတို့ကိုမေ့ကြည့်ပါကျွတ်တန်းဝင်ညံ့သလားလို့ခေါင်းဆောင်ဖြစ်သူကသူ့လူကြီးဘက်ကိုလှည့်ကြည့်လိုက်တယ်ခလုံးကခေါင်းဆောင်ကိုမျက်လုံးချင်းရင်ဆိုင်မကြည့်ဝင်တာကြောင့်ခေါင်းလေးတွေငုံကုန်ကြတယ်ကျွန်တော်အလုံးကျွတ်တန်းဝင်ညံ့သလားနှုတ်ဆက်နေကြပါတယ်ကျွတ်တန်းဝင်ခြင်းတဲ့သူရှိရင်ငါခွင့်ပေးပါမယ် ခေါင်းဆောင်ရဲ့ထမံပြောတဲ့စကားကြောင့်ငယ်သားတွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။တယောက်ကကျွန်တော်တို့ခေါင်းဆောင်ရဲ့လက်အောက်မှာနေရတာပျော်ရွှင်ကြရပါတယ်။ခွဲလည်းမခွဲချင်ပါဘူး။ဒါပေမဲ့ဒီဘွားကြီးမှတော့ဆက်မနေချင်တော့ပဲကျွတ်တန်းဝင်ချင်မိပါတယ်။အဲ့ဒီတယောက်ရဲ့စကားဆုံးမှာတယောက်ကစတရားဆိုတဲ့အတိုင်းနောက်လူတွေထက်ထက်ပြီးကျွတ်တန်းဝင်လို့ဆက်ဆုံးတော့ခေါင်းဆောင်တယောက်သားကြံရိတ်ခဲ့ပါပြီ။ခေါင်းဆောင်ဟာသူ့လူတွေကိုကြည့်ပြီးမျက်ရည်တွေများစွာကြဆင်းလို့ငိုကြွေးပါတယ်။ကောင်းပါပြီ။ငါတို့အားလုံးကိုကျွတ်တန်းဝင်ခွင့်ပေးပါတယ်။ ငါအတားနဲ့သင်တို့ရဲ့အခွင့်အရေးကိုထိန်းချုပ်ထားသလိုဖြစ်သွားရလို့အားလုံးကိုငါတောင်းပန်ပါတယ်။လေသာကောင်းဆောင်ဟာသူ့ရဲ့ငယ်သားတွေရှိမှဒူးထောက်ချလိုက်ပါတယ်။အိုဟိုခေါင်းဆောင်ရဲ့အဲ့လိုမဟုတ်ပါဘူး။ခေါင်းဆောင်ရဲ့စောင့်ရှောက်မှုကြောင့်ကျွန်တော်တို့တွေကုလိုတစုတစည်းတည်းရှိနေရတာပါ။ခေါင်းဆောင်ကိုကျွန်တော်တို့မခွဲခွာတော့ပါဘူး။အကုန်လုံးကလည်းခေါင်းဆောင်ကိုပြန်လဲတောင်းပန်ကြတယ်။မဟုတ်ဘူး။ငါအမှန်ကိုမြင်နိုင်သွားပါပြီ။ငါမပိုင်ရင်သင်တို့ကျွတ်တောင်းပန်ဖို့ကိုညှင်းပယ်ကြမှာငါသိနေတယ်။ဒါကြောင့် ငါကိုယ်တိုင်လည်းသင်တို့နဲ့အတူတန်းဝင်ဖို့လှုပ်ဆောင်ပါမယ်။ခေါင်းဆောင်ရဲ့စကားအဆုံးမှာလဲသားမိသားစုတွေအားလုံးဟေးကနေဟစ်အော်ခုံပေါက်ပြီးပျော်ရှင်ကုန်ကြတယ်။သူတော်တို့၅ယောက်ကတော့ခေါင်းဆောင်ကိုတစ်လက်တစ်ဖက်ကလဲသား90ရဲ့လက်ကျန်48ယောက်တော့လဲသားမိသားစုတွေကိုတစ်လက်ကြည့်ရင်စိတ်ထဲဝမ်းသာဝမ်းနဲ့ခံစားချက်တွေနဲ့ပေါ့။တုံးရဲ့အကြံမှာတော့တိုင်းဝါရွာစီမှာလဲသား90ကိုရည်စူးကျင်းပတဲ့အကျွတ်လုပ်ပွဲတစ်ခုကို၃ရက်၃လတီတီအကျွေးမွေးတွေ တရားသမင်တွေနဲ့ကျင်းပဖို့ဆိုလို့ပြုလုပ်ခဲ့ပါတယ်။လက်သားတွေကလည်းသူတို့စုဆောင်းထားတဲ့ပစ္စည်းတွေကိုအကုန်ပုံအပ်ပြီးဒီကျစ်လွတ်ပွဲအတွက်ကိုပေးထားကြပါတယ်။ဒီလူတို့ကတော့ဒီချိန်မှရှိမနေတော့ဘူး။လက်သားတွေစီကပြန်ကလေးကရွာထဲကနေတခါတည်းထွက်သွားခဲ့ပါပြီ။ကျစ်လွတ်ပွဲကျင်းပလာ၃ရက်၃လပြည့်ပြီးချိန်မှာတော့ကွင်းမင်းကြီးတွေကလဲတွေကလက်သားမိသားစုတွေကဟာဖြုတ်ကနေဖြုတ်ကနေပြောက်ပြက်လွင့်ပြင်းရင်ကျတန်းဝင်ကုန်ကြပါပြီ။ သုံးထိနာဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။